အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံမယ်လို့ NASA ကဥက္ကဋ္ဌကပြောပါရယ်။မေလ၈ရက်မှာရုရှားနိုင်ငံမော်စကိုမြို့ Aurora Park Hotel ခန်းမမှာ RT သတင်းဌာနနဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းပွဲမှာမြန်မာနိုင်ငံအနေနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာတင်းမာမှုတွေမြင့်တက်နေတာကိုဘယ်လိုထိန်းညှိပေးနိုင်မလဲဆိုတာနဲ့ထိန်းညှိပေးဖို့အတွက်ဘယ်လိုစီစဉ်ထားရလဲဆိုတာကိုသိလို့ကြောင်းမေးမြန်းမှုအပေါ်၎င်းကအခုလိုဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကတော့လွတ်လပ်ပြီးတက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးနေတာပါနိုင်ငံအလုံးနဲ့မိဝမပြတ်ဆက်ဆံရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မိတ်ဆွေနိုင်ငံတစ်ခုပါပဲ ဒါပေမဲ့တရုတ်နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံအထင်းမှလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံထဲမှာလည်းမဟာဗျူဟာမြောက်မေဖက်နိုင်ငံဖြစ်တဲ့ဆွေမျိုးပေါင်းဖော်နိုင်ငံဖြစ်တဲ့သူများနိုင်ငံတွေထက်ပိုထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ဒီနိုင်ငံနှစ်နိုင်ငံစလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့ရှိပါလိမ့်မယ်လို့ပြောပါတယ်။ ဒါပြင်ယူကရိန်းပဋိပက္ခဖြစ်ရှင်းပြီးတဲ့နောက်အမေရိကန်ကတရုတ်နဲ့ထိတိုက်တွဲမှုတွေကိုတုံ့မြင့်လှုံ့ဆော်လိမ့်မယ်လို့တချို့ကစိုးရိမ်နေကြတာတွေရှိကြောင်းနဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးမကြခင်စီရေးတင်းမာမှုတွေတနည်းနည်းနဲ့ဖြစ်လာနိုင်မယ်လို့မျှော်လင့်ထားခြင်းရှိမရှိမေးမြန်းမှုအပေါ်ဖြစ်နိုင်စရာအကြောင်းရှိကြောင်း၎င်းကဖြေပါရယ်။ NASA ကဥက္ကဋ္ဌကဘာလို့လဲဆိုတော့ဒီ1950ပြည်လွန်ကာလနောက်ပိုင်းမှာအမေရိကန်ကနေပြီးတော့တရုတ် China containment policy နဲ့ပတ်သက်ပြီးစတင်ဆောင်ရွက်ခဲ့တာတမိုင်းမှာရှိခဲ့တော့ အခုကပြိုင်ဘက်ဖြစ်လာပြီတရုတ်နိုင်ငံနဲ့အမေရိကန်ကပြိုင်ဘက်ဖြစ်လာတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်သူကတော့ပြိုင်ဘက်တစ်ခုနဲ့ပြန်ပြီးတော့ထိမ့်ဖို့လုံနိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းဒါကတော့မဖြစ်အောင်ညှိနှိုင်းဆောင်ရွက်တာမျိုးနိုင်ငံတွေအနေနဲ့အားလုံးညှိနှိုင်းဆောင်ရွက်တာမျိုးလုပ်သင့်တယ်လို့ယူဆပါတယ် ဒါသူတို့နှစ်နိုင်ငံချင်းနဲ့တော့မဆိုင်ပါဘူး။ဂျန်နဲ့ဟာရီပါပါလာတယ်။နှစ်နိုင်ငံနဲ့နဲ့တော့ပြဿနာတော့အကြီးအကျယ်ဖြစ်မှာမဟုတ်ဘူး။ဂျန်နဲ့နိုင်ငံတွေပါပါလာမှပုံပြီးပြဿနာရှုပ်ကုန်မှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်လို့ပြောပါရယ်။အာရှပစိဖိတ်ဒေသမှာနေတိုးရဲ့အင်အားတိုးမြင့်လာမှုအပေါ်စိုးရိမ်ကြောင်းအရှေ့အာရှပစိဖိတ်ဒေသနဲ့နေတိုးဟာမြေတိုးမြမဆိုင်ကြောင်းအာရှပစိဖိတ်ဒေသမှာအာရှဟာကုန်းမြေဒေသဖြစ်ပြီးပစိဖိတ်ဒေသဟာကုန်းမြေဒေသနဲ့ပင်လယ်ကမ်းပင်လယ်သမုဒ္ဒရာဒေသတွေပေါင်းစည်းထားတဲ့နေမြေတစ်ခုဖြစ်ပြီး မာပြူဟာအရာအရေးပါတဲ့နေရာတစ်ခုဖြစ်ကြောင်းဒီအခြေအနေအပေါ်ငြင်းချမ်းစွာလုံနိုင်မယ်ဆိုပါကကမ္ဘာအတွက်အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းဒါပေမဲ့နေတိုးတာမကအိန္ဒိယ၊ဩစတြေးလျ၊ဂျပန်၊အမေရိကန်တို့ပေါင်းစည်းပြီးအင်အားထိန်းချုပ်မှုအတွက်လုပ်နေတာကိုတွေ့ရတဲ့အတွက်ပဋိပက္ခကိုပိုကြီးမားလာစေမယ်လို့မြင်ကြောင်းဒါကြောင့်ငြင်းချမ်းတဲ့အနေနဲ့သွားတာကအကောင်းဆုံးဖြစ်မယ်လို့ယူဆထားကြောင်း၎င်းကဆိုပါတယ်